ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Tomorrow Reggae Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူမပိုင်ပလဲရေးသားထားတဲ့ဝမ်ရင်းကဝေးဆိုင်မောင်နဲ့ကဝေးနီကိုင်းမှာထူးဆန်းသောဖိတ်စာဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးကြပါရစေရှင်။အစီအစဉ်လေးမစတင်ခင်မှာ Tomorrow Reggae Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားအလို့ဒီပဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေ။ Tomorrow အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရစေရှင်။ ဆရာကျွတ်တော့ဘယ်လိုသွားပြီးတော့ဘာလုပ်ပေးရမှာလဲဗျ။အဲ့ဒါခဏတော့ဆောင်းကိုဖို့တရား။နတ်သမီးရေကန်ပိုင်နယ်ကိုကြော်ရင်တော့ကျွတ်တော့သူတွေလာပြီးကြိုလိမ့်မယ်။ကိုဖို့တရားကျွတ်ခေါ်ဆန်ရကိုဘူးမတိပါမတိလိုက်ခဲ့ရတော့နောက်ကနေတွတ်တွတ်နဲ့ပြောနေရ။ဒီလိုနဲ့ကျွတ်တော့ဆရာတပည့်မြောက်နတ်သမီးရေကန်ပိုင်နယ်ကိုကြော်လွန်လာတော့ကျွတ်တော့ရဲ့ရှေ့မှာအသင်ဆောင်နေတဲ့ပိတ်ဆောက်အနီရောက်လွှမ်းခြုံထားတဲ့ဝိုင်းရင်တစီကိုတွေ့ရတယ်။မျက်လုံးတရားလွယ်လို့အနီရောင်ပိတ်ဆောက်ချုံထားတဲ့လူတယောက်ဝိုင်းရင်ပေါ်ကနေဆင်လာပြီးကျုပ်တို့ရှေ့မှာရက်လိုက်တယ် ဆက်လက်တရားဖိတ်စာကိုပြပါအောင်ဆက်လက်တရားအနီအောင်စာအေးလေးကိုပြောတာထင်ပါရဲ့အဲ့လူရဲ့လက်ထဲကိုထည့်ပေးလိုက်တော့စာအေးလေးတွေကနေမီးတောက်ကြီးထွက်လာပြီးပြောင်မို့လို့မကြံမေးပျောက်ွယ်သွားတယ်ဝေါ်ရင်ပေါ်ကြကြပါဆရာတို့ကိုကြွတ်တွက်ခံရဲ့ပြမနေရာခေါ်ဆောင်သွားပေးပါမယ်အနီအောင်ဝေယုံတဲ့လူရဲ့စကားအတိုင်းကြွတ်တွက်ဆရာတပည့်ဝေါ်ရင်ပေါ်တက်လိုက်ကြတယ်နောက်တော့ဝေါ်ရင်ကြီးကတဖြည်းဖြည်းရွေ့လျားသွားတယ်အခုမှပဲတတိထားမိတယ်ဝေါ်ရင်ကိုထန်ထားတာကတင်းမုတ်ထန်ထားတဲ့အစွဲငုံငုံနဲ့ဘလူးကြီးလေးကောင်ပဲ။ ်ဒီလိုနဲ့ခဏလောက်ကြာတော့ကျွတ်တို့လိုက်ပါလာတဲ့ဝဲရင်ကြီးကတုံကနေရက်သွားတယ်ကျွတ်တို့မစင်ခိုင်းသေးပဲနဲ့အနီယာဝဲယုံတဲ့လူကအရင်စင်းသွားတယ်ဆရာတို့စင်းလို့ရပါပြီကျွတ်တို့ကရဲ့ထိပ်သီးကောင်းဆောင်နေဆရာတို့တွေ့ဖို့အတွက် စောင့်နေကြပါတယ်အောက်ကနေအတန်ကြာတော့မှကျွတ်တို့ဆရာတပည့်ဝဲရင်ကြီးဘွားနေစင်းခဲ့ကြတယ်ရှာလန်တခုမှအနီယာကောစောအကြနာခင်ပေးထားတယ်ဘေးတစ်ဖက်တစ်ချက်စီမှလည်းအနီယာဝဲယုံတဲ့လူတွေတန်းစီပြီးရက်နေကြတယ်ဘာမှမသိတဲ့အချိန်မျိုးကြောင်တောင်တောင်နဲ့ရက်ကြည့်နေတဲ့အချိန်ကော်စောပေါ်နေလမ်းလျှောက်ပေးဖို့အတွက်တောင်းဆိုလာခဲ့တယ် ဒါရီယာဆရာအကျိုးစုအတွက်ပြင်ဆင်ထားတာပါ။ကော်ဇွန်ဒီလန်တိုင်းရှောက်သွားလိုက်ရင်တော့လမ်းဆုံးမှာခိုင်ကောင်းဆောင်တွေရှိရခန့်ရှိနေပါတယ်။အနေအားဝေယုံတဲ့လူရဲ့ပြောစကားအရကော်ဇောကြီးပေါ်ကနေတက်ရှာရမယ့်ပုံပဲ။ဒီတိတောင်ရောက်လာပြီးမှတော့လဲမထူတော့ပါဘူးဆိုပြီးတော့အနေအားကော်ဇောကြီးခင်းထားတဲ့လမ်းအတိုင်းအတွင်းဘက်စီရှောက်လာခဲ့လိုက်တယ်။ဘေးပဝန်းကျင်အကဲခတ်ကြည့်လိုက်တော့လဲမြင်းမြင်းသမျှမဲမောင်နေရမှုကျုပ်သွားနေတဲ့လမ်းအလွယ်လို့ကြံတဲ့အရာတွေကိုကောင်းစွာမမြင်ရဘူး။ကုဖို့တရားလဲကျုပ်နောက်ကနေအသာလေးကပ်လိုက်လာခဲ့တယ်။ ရှောင်းလန့်အစုံမှာကြီးမားရဲ့တကားကြီးတစ်ချက်ရှိတယ်။တကားကြီးရဲ့တစ်ဖက်စီမှာတင်းမုတ်ကြီးတွေကင်ထားတဲ့ဘလူးကြီးနှစ်ကောင်စောင့်ကြက်နေတာတွေ့ရတယ်။အဲ့တော့ကျွတ်တူဆရာတပည့်လေးတကားကြီးအနောက်ရောက်တော့ဘလူးကြီးတွေကတကားကြီးကိုတွန်းဖွင့်ပေးကြတယ်။တကားကြီးတွေကကြောက်သားနဲ့ပြုတ်လုထားတာမို့တာမန်လူတယောက်ရဲ့အားနဲ့ဘလူးမမဖွင့်နိုင်ဘူးဆိုတာကျွတ်သဘောပေါက်လိုက်တယ်။အခန်းထဲဝင်လိုက်တာနဲ့နီးညောင်ဆက်တကူကကျုပ်ရှာတက်တဲ့ကြီးဝင်လာမှုလက်ပြန်ရိုက်ထုတ်လိုက်ရသေးတယ်။ ဒါကြောင့်လေအောက်လန်းပညာလောကမှာစိုင်းမောင်းဆိုတဲ့နမဘသူ့ကိုပဲမိမိတိညာပေါ့လေကောင်းလေစွာကောင်းလေစွာမဲခင်တော့ခုမှခရရောက်တဲ့ကလေးမစနောင်နဲ့လေဟာအကိုကြီးကလေစုတ်ကသူ့ပညာဘယ်လောက်ထိထက်လဲဆိုတော့သိကျင်လို့ပါတော့သူ့ပညာထက်လို့ပဲဒီညာထိခေါ်လိုက်တာမလားအိုးဘလို့နေနေတော့ကျွတ်ပြလိုက်တဲ့ဆက်ကသိနိုင်တော့လည်းမဟုတ်ဘူးခင်တော့နဲ့တူညနေရောက်တော့တိတ်ကြစမ်းဩဇာအာနာပါရဲ့အတန်ကြောင့်အငင်းပွားနေတဲ့လူတွေတခုံးမှမဟာရဲကြတော့ ကျုပ်ကိုကြောပေးထားတာမျိုးအဲ့လူတယောက်ကိုမမြင်ရသေးဘူး။ကောင်းလေးလာလေကွာတနေရာမှာဝင်ထိုင်လိုက်မင်းတို့ကခလေးကိုနေရာပေးလိုက်ပါဦး။ထိုင်ကုန်အလွတ်နှလုံးမှာကျုပ်တို့ဆရာတပည့်ဝင်ထိုင်လိုက်တာနဲ့အမောင်နေကနေအနေရဝိယုံခြုံထားတဲ့သူတွေအရှူရှူပေါ်လာပြီးစပွဲကြီးပေါ်မှာစားတောက်ဖွဲရာတွေနဲ့ပြေးသွားချပေးကြတယ်။စားကြအောင်ကွက်ခရီးပတ်လာတော့ဗိုက်စာနေမှာပဲ။စားကြစားကြကျုပ်ပြရကိုဖို့တရားတော့ဟမ်မဆောင်နိုင်တော့ပဲမျက်စိရှာစားစရာတွေစားတော့နေ ကဖိုးတီကြောင်ချမ်းဟလိုက်တော့ပလုတ်ပလောင်းစားတော့နေကဖိုးတီရဲ့လက်တွေရက်တန့်သွားတယ်။စားပါစေကောင်လေးအားမင်းတို့ပြအတော်စားနိုင်တာပဲ။ကဖိုးတီစားတော့ကြည်ရင်နဲ့သဘောကျနေတဲ့လူတွေကပြောပြီးနေကြတယ်။သူတို့ကြာတိတ်ပြီးတော့အသက်ကြီးသေးပုံမပုံအားလုံးကတတူရွယ်တူတွေပဲထင်မှရဲ့။ဌာနဲ့စူးစမ်းမအောင်ပြကျုပ်ကိုဒီညာထိရအောင်မခေါ်ရဲဆိုတော့အရေးကြီးကိစ္စတစ်ခုကြောင့်များလား။အရေးကြီးကိစ္စဆိုတာထက်မင်းကိုငါတို့ခိုင်ရဲ့ခေါင်းဆောင်တူဖြစ်လာစေချင်တဲ့ကောင်လေးအား။ဟာခင်ဗျားတို့ကဒေကြီးပါလား။ အခြေဆွဲလို့မဖြစ်တော့လို့ပါကောင်းလေးရနားလေပေးပါကွာဒါဆိုရင်တော့ကျုပ်ဘက်ကလည်းပြပြတသားပြောမယ်ဗျာကျုပ်လက်မခံနိုင်ဘာလို့လဲအားတို့ခိုင်းမှနေနေမြော်လင့်မထားတဲ့အခြေအနေတိရောက်နိုင်နေနော်ငွေကြီးကြီးလားပညာအစွမ်းလားအားလုံးပြည့်စုံနေရပဲလေဘာဗျအကျုပ်ကပတ်စံမဲခင်ဗျားတို့ခိုင်းဝင်ရမယ်ဆိုတဲ့သဘောလားဒေါသဖြစ်လို့နာမှုကျုပ်ရှာစပွဲကြီးကိုလဝါနဲ့ရိုက်ချလိုက်တော့ကြောက်သားစပွဲကြီးလည်းဝုန်းကနေနဲ့နှစ်ချမ်းခွဲသွားတယ်ဟုတ်အဲအဲအဲ့လိုမဟုတ်ပါဘူးကောင်လေးရမင်းအထင်မှားနေပါပြီခင်တော့ ။ကောင်လေးအခုချက်ချင်းပြန်တောင်းမှလိုက်စမ်း။နိမကဒီလိုညင်းမဲ့မထင်လို့ပြောမိရပါ။ဟာတောင်းမှပါတယ်။ကျုပ်နည်းနည်းတော့ပွဲကျန်လိုက်တော့မှတောင်းမှစကားဆိုကြတယ်။နောက်တော့မှသူတို့တယောက်ချင်းစီရဲ့နာမည်တွေနဲ့မိတ်ဆက်တယ်။ငါနာမည်ကကဝေနီငကြီး။ဒီဘက်ကတော့ကဝေနီငစီ။စောနာကကောင်လေးကိုတောင်းမှတဲ့သူကတော့ကျုပ်တို့ရဲ့မှာအငယ်ဆုံးကဝေနီမဲခင်သုံးနဲ့ဒီကဝေနီကငါတို့ကဝေနီမိသားစုအစဉ်ဆက်အုပ်ချုပ်လာခဲ့တဲ့ခိုင်းစည်းတစ်ခုဆိုရင်လည်းမမှားဘူးပေါ့။ကဝေနီငကြီးကကဝေနီကရဲ့တမန်ကိုအကျဉ်းချုပ်ရှင်းပြတယ် သူ့ကိုခိုင်ကောင်းစွာတူဖြစ်လာစေခြင်းနဲ့ဆိုတော့သူကကိုဝင်နေမိသားစုမှမဟုတ်တာ။ဟွန်းအဲ့ဒီအစားကိုလည်းရှင်းပြရပါဦးမယ်။အခုလက်ရှိကောင်လေးရဲ့ပညာအဆင့်အတော်လေးပေါရောက်နေပြီ။ရှိရှိပြောရရင်ကောင်လေးကလုံခဲ့တဲ့နှစ်ပေါင်း20ကျော်သေဆုံးသွားပြီဖြစ်တဲ့ကဝင်းနီခိုင်ခေါဆောင်နဲ့ခွဲမရအောင်တူလုံးနေတယ်။ဒါကြောင့်လေကဝင်းနီခိုင်အတွက်မှာကောင်လေးကိုခေါဆောင်နေရတနည်းအားပေးချင်တာပေါ့။အဲ့ဒီခိုင်ခေါဆောင်သေဆုံးသွားပြီးတဲ့နောက်မှာကဝင်းနီခိုင်ကို30ခွဲခဲ့တယ်။အနည်းဆုံးအဆင့်ကိုကဝင်းနီမေခင်တောင်းအောင်အုပ်ချုပ်တယ်။ အလဲလက်အစင်ကိုရောကဝေနီငစရာအုပ်ချုပ်တယ်အထက်အစင်ရောငါအုပ်ချုပ်တာပေါ့တနေ့မှာငါတို့အားလုံးအနားယူသွားတဲ့အခါမှာငါတို့ရဲ့ကဝေနီခိုင်ကိုဆက်လက်ပြီးတော့ရှိနေစေခြင်းတယ်ဒါကြောင့်သိဆုံးသွားပြီဖြစ်တဲ့အရင်ခိုင်ကောင်းဆောင်နဲ့ခွဲမရအောင်တူလုံးတဲ့ကောင်းလေးကိုကဝေနီခိုင်ရဲ့ခေါင်းဆောင်နေအောင်ပေးချင်တာပဲနေနေကြပါဦးဟိုကျုပ်ခေါင်းကြီးအတော်လေးရှုပ်သွားလို့ပါကဝေနီငကြီးရဲ့စကားတွေကြောင့်ကြောက်ခေါင်းရှုပ်သွားတော့မှဆက်မပြောဘူးတွတ်တားလိုက်ရတယ်။ခေါင်းအေးထားပြီးစဉ်းစားပါကောင်လေး။ကောင်လေးကိုပြစာတစ်ခုလည်းရှိနေသေးတယ်။ ကဝင်းနီမိသားစုပကြီးကယူခဲ့စားဟိကဝင်းနီငကြီးရဲ့စကားအဆုံးမှာတော့အနီရောင်ပိဆာကြီးနဲ့ဖုံးထားတဲ့ပကြီးကတစ်ချက်ကိုကျွတ်တူအနာလာချပေးသွားတယ်ဖုံးထားတဲ့အနီအောင်ပိစာကြီးကိုဖယ်လိုက်တော့အနစ်နဲ့အလားလားကြောင့်ဖုံးအုပ်ထားတဲ့ထမရဲ့ဖုံးတွေမှွန်ထူးများပဲပြန်လွန်လာတဲ့ဖုံးတွေမောက်ထုတ်လိုက်ပြီးခဏအကြာမှာကျုပ်တို့ရှာပကြီးကကြီးရဲ့လူတွေမြင်ရတယ် အခုလရှိကျုံနဲ့တူစကားပြောနေကြတဲ့လူတွေရဲ့အနောက်မှာရှင်နေတဲ့လူကကျုံနဲ့ချက်ဆွကိုတူများတွေ့လဲရတာမို့အံ့ဩသွားမိတယ်။ဆရာဖေရော့ဒီကိုရောက်ဖူးတာလေ။ကျုပ်တို့ခါမမရောက်ဖူးပါကိုဖို့တရား။အဲ့ပကြီးကားတဲ့လူကကျုံနဲ့ရုပ်ချစ်ခွဲမရအောင်တူနေရပါဗျ။ပကြီးကားတဲ့လူကကျက်လို့ထင်နေလို့ကိုဖို့တေကိုပြန်ပြီးရှင်းပြရသေးတာ။အဲ့လူကဆရာနဲ့တော်တော်တူရပါဗျာနော်။ကျုပ်ပြင်အစားဆရာလို့ထင်သွားတာ။ကျုံလည်းမြင်မြင်ချင်းအဲ့လိုထင်မိရပါပဲကိုဖို့တရား။ ပကြီကားရဲကလူဟာကျုပ်နဲ့ခွဲလို့မရအောင်တူလို့နေအောင်မို့တေချာကိုစိုက်ကြည့်နေမိတယ်။ကျုပ်သာဒီကိုင်းနဲ့ဝင်လိုက်အရင်လိုလွတ်လွတ်လပ်လပ်နဲ့ကျုပ်သွားကျင်နေနေအောင်သွားလို့မရတော့ပြန်ဘူး။ကဝင်းဒီခိုင်ကောင်းဆောင်နေရလေကျုပ်ဆရာထွက်လာမယ့်အဖြစ်စောင့်စားနေကြတယ်။တေချာရဲ့အဖြစ်တခုပေးမှဖြစ်တော့မယ်။ကျုပ်ကိုဒီလိုကန့်လန့်လာတော့ကျေးဇူးတင်ပါတယ်။ကျုပ်ဒီကန့်လန့်ချက်ကိုတော့လက်မခံနိုင်ပါဘူး။ဟာ။ဘာလို့လဲ။စောနာမဲခင်တို့ပြောတဲ့စကားကြောင့်လား။မဟုတ်ပါဘူး။ကျက်ဖြစ်ချင်တဲ့ဆန္ဒဒီလိုမဟုတ်ဘူးလေ။ကျုပ်က ကုကဲ့ရောက်မဲ့ပြီးတော့ဒုက္ခရောက်နေတဲ့ခုနှစ်ရက်သားသမီးတွေကိုကျုပ်တက်ထားတဲ့ပညာနဲ့ကူညီပေးချင်တာဒီလိုမျိုးထိုင်ကုန်ကြီးပေါ်မှာအခန့်သားထိုင်ပြီးတော့တခြားလူတွေအမိတ်ပေးနေရတာမျိုးလည်းမလုပ်ချင်အဲဒါကြောင့်မဒါဆိုရင်လည်းခိုင်ကောင်းဆောင်နေရာစက္ကန့်ဘုတ်ကိစ္စကိုတော့အတိမပြောတော့ပါဘူးကောင်းလေးရဲ့သဘောပါပဲဒါပေမဲ့တခုတော့မှတ်ထားကောင်းလေးရဘယ်အချိန်မှဖြစ်ဖြစ်ငါတို့ရဲ့ကဝေးနီကိုင်းကိုတကားမရှိတောင်မရှိဝင်ထွက်သွားလာလို့ရတယ်နော်ကဲကဲကောင်းလေးတို့လည်းနားကြအောင် သူ့ကိုခေါ်တဲ့ကိစ္စကခိုင်ကောင်းဆောင်အဖြစ်ပေးမယ်ဆိုပြီးခေါ်တာတော့မဟုတ်ဘူးမလားအဲ့ကိစ္စလေးလည်းကျုပ်သိကျင်တယ်အဲ့ကိစ္စတိတ်တော့အရင်မကြည့်လာပါဘူးကောက်လေးရဲ့ပညာအစင်းနဲ့ဆိုရင်တောက်တစ်ချက်ခံရုံနဲ့ပြီးပါတယ်အခုတော့အေးစိအနားယူကြအောင်အဲ့ကိစ္စမနေ့ပြန်မှပဲပြောတော့မယ်ကဝေနေခိုင်ကောင်းဆောင်တွေထွက်သွားတော့ဝဲယုံနေတဲ့လူတွေရောကျွတ်တဆရာတပည့်အနားယူလို့ရအောင်အခန်းတစ်ခုစီပို့ဆောင်ပေးတယ်အခန်းထဲမှာအေးစက်ညညောလာတဲ့အနီရောက်ဂရီပါစားကိုခင်းထားပြီးအနီရောက်ပန်းတွေနဲ့တေးချောက်အလှဆင်ထားတာဆရာသူတို့ကဆရာဒီနေရာဘာလို့ဖို့ခေါ်တာလဲ စာရဲမှာပြောထားဖို့အရာဆိုရင်တော့လူလောကကြီးရဲ့မှာရှိနေတဲ့ပစ္စည်းတခုရှင်းလင်းပေးစေချင်တယ်တဲ့အဲ့ပစ္စည်းဟာဘာပစ္စည်းမို့လူလောကကြီးရဲ့မှာရှိနေတဲ့နာလေအဲ့တော့ကျုပ်လည်းသူတို့ပြောပြမှာဘာပစ္စည်းလဲဆိုတာသိရမှာပဲမင်းပြမှာပဲကျုပ်တို့တွေသူတို့ပြောတာနားထောင်ကြည့်ကြပေါ့ဒီလိုနဲ့စကားစဖြစ်ပြီးတော့ကျုပ်တို့ဆရာတပည့်နှစ်ယောက်အတွက်ပေးထားတဲ့အခန်းထဲမှာပဲအိတ်ဆက်အနားယူခဲ့ကြရတယ်ဆရာတပည့်တွေအဲ့လိုမှကောင်းကြရဲ့လားကျုပ်တို့အိတ်တာအတော်ကြာသွားလားအင်းအဲ့လိုကလည်းကောင်းတဲ့ဗျဟာ ကျွတ်တို့ဆရာတပည့်လည်းအိတ်ကောင်းကောင်းနဲ့ပြစ်စလက်ခတ်အေးလေကြတာလာနိုးတဲ့သူရှိမှပဲနူးတော့တယ်နူးနူးကျိတ်ကိုဖို့တရားတန်းအောင်နေသေးတာကဝေနီငကြီးကလည်းကျွတ်တို့ကိုလာခေါ်ရမှုအခန်းထဲကနေထွက်ပြီးလိုက်ခဲ့ကြတယ်ဗနေ့ကကျွတ်တို့စကားပြောတဲ့စပွဲဝိုင်းရှိရာနေရာမှာပဲပြန်ထိုင်နေတဲ့သူတို့ရဲ့စီစဉ်ပေးရမနှက်စာကိုအားရပါရစားလိုက်ကြတယ်စားလို့တားလို့ပြီးသွားတော့ကျွတ်လုံးဆောင်ပေးရမယ့်တာဝန်တစ်ခုအကြောင်းအသေးစိတ်ပြောပြတယ်ကောင်လေးကိုဖိတ်စာထဲမှာပါတဲ့ကိစ္စအကြောင်းပြောပြရအောင်မယ် ငါတို့ရဲ့ကဝေနီခိုင်ခေါင်းဆောင်အစဉ်ဆက်ထိမ့်သိမ်းလာခဲ့တဲ့ကဝေနီရုပ်ထုဆိုတာရှိတယ်။အဲဒီရုပ်ထုကိုလက်ဝဲပိုင်ဆိုင်ထားတဲ့သူကတပားသူရဲ့အကောက်ကျမှုကြောင့်မသိနိုင်တယ်လို့ဒေါက်တာလန်လက်နဲ့စာရာတွေကြောင့်လည်းထိခိုက်ဒဏ်ရာမရနိုင်ဘူး။ဒီအကြောင်းငါတို့ရဲ့ကဝေနီခိုင်ခေါင်းဆောင်တွေပဲသိတာ။တခြားသူဘယ်သူမှမသိဘူး။ဒီလိုနဲ့တည့်ရတော့ငါတို့ကဝေနီခိုင်ရဲ့ပြိုင်ဘက်ခိုင်ဖြစ်တဲ့နကနက်ခိုင်ကဝေခိုင်ကနေဒီကိစ္စဘယ်လိုများသိသွားရမသိပါဘူး။ငါတို့ခိုင်ရဲ့ကဝေနီရုပ်ထုပုံစံအထုခုပ်ပြီးတော့ကျိန်စာနဂါးရုပ်ထုကိုထုလုပ်ပြီးတော့အသက်သွင်းခဲ့တယ်။ ်ငါတို့ရဲ့ကဝေနီခိုင်ဟာခိုင်တော်ရဲ့တစ္ဆာစကားအတိုင်းမိသူတဦးတယောက်ကိုမှဒုက္ခမပေးခဲ့ဘူးပြိုင်ဘက်ခိုင်ကတော့အဲ့လိုမဟုတ်ငွေရဖို့အတွက်ဆိုရင်ဘာမစိုးလုပ်ရဲတဲ့အဖြစ်သူတပားကိုဒုက္ခပေးဖို့အတွက်လည်းဝင်မလေးဘူးခမရကျုပ်တို့ပုံမြင်ပြောပြနေတယ်လို့ပဲလုံရုံမြင်မြင်ပြောစမှာဗျာအေးလေပြောစရာရှိအောင်မပြောပဲဝေ့လေကြောင့်ပဲလုံညာကဝေနီငကြီးရဲ့ပြောစကားတွေကိုနားထောင်ရတာပြင်လာတဲ့ကိုဖိုးတယောက်လုံရုံမြင်မြင်ပြောဖို့အတွက်တောင်းဆိုတယ်မေခင်တော့လေကိုဖိုးတီဘက်ကနေဝင်ပြီးထောက်ခံလိုက်သေးတာ အဲ့တော့မှကဝေနီငကြီးကကြောက်လို့ဆောင်ပြရမယ့်ကိစ္စကိုပြောပြတော့တယ်။အေးအေးဒါဆိုလည်းလွင်ရင်ပြောမယ်။ကောင်းလေးအဲ့ဒီဂျင်စာငကားရုပ်ထုဖြည့်ဆည်းပေးနိုင်မလား။ဖြည့်ဆည်းတာတော့ဟုတ်ပါပြီ။ဘာကြောင့်သူကဖြည့်ဆည်းပေးရမှာလဲ။ခမရတို့ပြိုင်ဘက်ခံပစ္စည်းဖြစ်နေလို့လား။အဲ့ကိစ္စကိုလည်းပြောပြအောင်မယ်။ငါတို့ပြိုင်ဘက်ခံပစ္စည်းဖြစ်နေလို့ဖြည့်ဆည်းခိုင်းတာမဟုတ်ဘူး။အဲ့ဒီရုပ်ထုရဲ့အစွမ်းဘယ်လောက်ထိကြီးတယ်လဲဆိုရင်ရုပ်လောကနဲ့နံလောကကချိတ်ဆက်ပေးနိုင်တဲ့အထိအစွမ်းကြီးတယ်။ဘလို့ပြ ။ဟုတ်ဒါဆိုရင်တာမန်လူတွေကပါမမြင်အမမြင်တဲ့နာတွေမြင်ရနိုင်နေဆိုတဲ့သဘောလား။ဒါလည်းမကသေးပါဘူး။နန်လောကဘက်စီယာတတဝါတွေဘလောက်ဆိုလဲဆိုတာမင်းတို့လည်းသိတာပဲ။တကယ်လို့အဲ့ဒီပစ္စည်းကိုတာမန်လူတွေရှိတဲ့အရှံမှာအသုံးပြုလိုက်မယ်ဆိုရင်ဘာဆက်ဖြစ်မလဲဆိုတာမတွေးရစရာပဲနော်။အဲ့ဒီနန်လောကဘက်ထွက်လာမယ်မကောင်းဆိုရတွေကရဲရော်တွေဝင်လို့ရပါမလား။ရွာတိုင်းရွာတိုင်းမှာအဆောက်အကျက်ဆိုတာတော့ရှိစမြဲပဲလေ။ကူဖိုးတရားဝင်ထားလိုက်ပြန်တယ်။မင်းပြောတာလည်းမှန်သက်သလားမှန်ပါ रे ။ ဒါပေမဲ့အဲ့ဒီရုပ်ထုနဲ့ချိတ်ဆက်ထားတဲ့နံလောကအစစ်အပြင်းအမြင့်ဆုံးအစိုးတန်းဆုံးဆိုတဲ့မကောက်ဆူဝါတွေစူပေါင်းဆံပြော်ရပုံကြီးဖြစ်နေရကွာအချိန်မလွန်ခင်တားဆီးရမှာငါတို့ရဲ့တာဝန်ပဲလေဒီတော့မင်းတို့ဆရာတပည့်လှုပ်ပေးနိုင်မလားခင်ဗျားပြောပုံရဆိုရင်တော့တော်တော်ခက်ခဲကြမ်းတမ်းမဲ့အနေထားမှရှိတယ်ဒါတော့မနေ့ကခင်ဗျားပြောတော့ကျုပ်ရဲ့ပညာအဆင့်နဲ့ဆိုတော့တတချက်ခက်ရုံပဲဆိုကောင်းလေးရကို့ပညာအဆင့်ဘယ်ရောက်နေလဲဆိုတော့လဲစမ်းစစ်ကြည့်ပါဦးဟာကျုပ်ပညာအဆင့်ကျုပ်သိတာပေါ့အရင်တော့ကကျုပ်ကဝန်နစ်ကဝေးအဆင့်ပဲရှိတယ် ကျုပ်စရာဥရကျော်ပေးခဲ့တဲ့စေပိုင်တလုံးရဲ့အစွမ်းကြောင့်မော်ကျင့်စင်နဲ့အောင်မြင်ပြီးကျုပ်မော့ကဝေးအဆင့်ဖြစ်လာတယ်။နောက်တော့ထူးခြားတဲ့ကျင့်စင်တစ်ခုအောင်မြင်ပြီးအခုဆိုအဝိဇ္ဇာတရားဖြစ်လာခဲ့ပြီလေ။တယ်လဲတောင်းအားလိုက်တာပါလားကွာ။လက်ရှိမင်းပညာအဆင့်နဲ့ဆိုရင်ထုံကိုလိုတော့ရနေပြီကွာ။အသက်26နှစ်သာပြောရယ်။မှန်တယ်မှာမင်းကမင်းပြန်ကြည့်စမ်း။အသက်20အရွယ်ကောင်လေးတိုင်းပဲ။ငါပြောတာမယုံရင်မင်းရဲ့ပညာဆောင်ဗျက်ခောက်မေးကြည့်။မင်းရဲ့ခန္ဓာကိုယ်ထဲမှာအဆောင်ဖြစ်ငါရှိနေရအောင်ဒီကောင်သိရဲ့။တော်တော်ရှုံ့တွန့်နေဆိုင်မော်ကြီး။ ရုတ်တရက်ကြုံနာထဲမှာဗျက်ကရဲ့စကားအတန်တချို့ကြားလိုက်ရတယ်။ကဝေးနေငကြီးပြောဖို့အရာဆိုရင်တော့တိတ်လက်ခက်ခဲမဲ့ပုံမပေါ်တော့ဘူးဒီတာဝန်ကိုလည်းကြုံလက်ခံခဲ့လိုက်တယ်။ကောင်းပြီလေဒီတာဝန်ကိုကြုံလက်ခံတယ်။ခိုင်ကောင်းဆောင်နေရအတွက်ကိုတော့တခြားတင်တော်တဲ့သူကိုရှာလိုက်ပါ။ကျေးဇူးတင်တဲ့ကောင်းလေးယာ။အတို့ခိုင်ကြီးတည်ရှိနေသမျှမိဘကအကူအညီလိုအပ်တာမျိုးရှိခင်ပြောပါအစွမ်းကိုကူညီဖို့အသင့်ပါပဲ။ကျွတ်တော့အဲ့ဒီကျိန်းစာနဂါရုပ်ထုကိုဗမာသွားရှာပြီးတော့ဘယ်လိုဖြည့်ဆည်းရမှာလဲ။ အေးဟေးကောက်လေးကကူညီမယ်ဆိုတာနဲ့အပြုံလုံးပြီးတကယ်အရေးကြီးရမှာမေ့နေရဟာအဲ့အတွက်လည်းလုံးဝမပူပါနဲ့အားလုံးစီစဉ်ပြီးသားအခုတော့ခဏနားကြရအောင်လေငါလည်းမင်းတို့ရှင်းပြရတယ်မောလာပြီဖိုက်တယ်လဲစားလာပြီငိုကြည့်ပြောတာနားထောင်နေရင်နဲ့မိုးတဲ့ချိန်တော့ကြောသွားပြီမို့ကျွတ်တို့အားလုံးလည်းစားလိုက်တော့လိုက်ကြတယ်ဒါတော့မှထုံးစံအတိုင်းကုဖိုးတရားဝင်ပြီးတော့မှစိန်စာငကားရုပ်ထုရှိရာနေရာမြေပုံနဲ့တကွာဇက်ကြလက်ကြပြောပြတာဒီနေရာကတော့ငကနဲ့ကဝေခိုင်ရဲ့ပိုင်နဲ့ပေါ့ကွာ ဒီလမ်းအတိုင်းတက်တက်လာမယ်ဆိုရင်ကျေးဇာနဂါရောက်ထူထားတဲ့နေရာကိုရောက်မယ်အဲ့ဒီမှာမျောလင်းမထားတာတွေဖြစ်လာနိုင်တာမို့သတိကြီးကြီးထားစေချင်တယ်အဲ့ဒီကိုသွားဖို့အတွက်အဆောင်ဘလူတွေကလိုက်ပို့ပေးလိမ့်မယ်အဲ့ဒီကိစ္စသာအောင်မြင်တော့ရာစုနှစ်တစ်ခုလောက်ထိသူတို့ခိုင်းတာတွေတာမန်လူတွေတို့ခပ်ပေးနိုင်မှာမဟုတ်တော့အဲ့ဒီကျေးဇာနဂါရောက်ထူကြီးထဲမှာငကနက်ကဝေခိုင်းကောင်းဆောင်အဆက်ဆက်ရဲ့ပညာဆက်တွေကိုစူးစမ်းသိသိထားတယ်ဆိုတော့အတွင်းသတင်းတွေအရာသိရတယ်ကောင်းပြီလေတကယ်ဆိုကျွတ်တို့ဆရာတပည့်လက်ခံဆောင်ရွက်ပေးမယ်ခင်ဗျားတို့ခိုင်းအတွက်လည်းမဟုတ်တလို့ဘသူ့အတွက်မှာတော့မဟုတ် ခမပြောတဲ့အတိုင်းသာဖြစ်လာခဲ့ရင်တော့ခொနရသာသမီအတွက်ရှင်လေးစရာပဲမို့ကျောရဲ့ပညာအစွမ်းနဲ့ကူညီပေးတာနားလဲပါရဲကောင်းလေးဟာအဲ့ကိစ္စရပြီးသွားရင်လေကောင်းလေးတော့လွတ်လွတ်လပ်လပ်တာခရီးဆက်ကြပြီးတော့နော်ဒါဆိုရင်ကျွတ်ပြင်းစင်စရာရှိရတယ်အခုရေပြင်ဆင်ရမှာမို့ခွင့်ပြုပါဦးကောင်းပါပြီကောင်းပါပြီညကျရင်ကောင်းလေးပစ္စည်းတခုပြစားရှိအောင်မို့အခေါ်လှုပ်လိုက်ပါမယ်စကားစားဖြတ်ပြရနဲ့ကျွတ်စရာတပည့်ငကနဲ့ကဝေးခိုင်းအတွင်မှဝင်ရောက်ဖို့တွေ့ရပြင်ဆင်ရရတယ်အင်းတွေစေဝါးတွေပညာဆက်တွေအားစအပိုလိုမရှိအောင်စီစစ်ပြင်ဆင်ရတယ် တဖက်မှာရှိနေတဲ့ရှန်သူဟာဘလို့ပညာမျိုးသုံးပြီးတော့တိုက်မလဲဆိုတာအခုဒီစဉ်းစားမြသိရမှုအားလုံးကြိုတင်ပြင်ဆင်ထားရလဲမမှားပါဘူးဆရာကလာခေါ်ခိုင်းလို့ပါကောင်းပြီချက်ချင်းလိုက်လာခဲ့မယ်ပြင်ဆင်စရာရှိရာတွေပြင်ဆင်ပြီးသွားတော့ခိတအနာယူနေတဲ့ချိန်အနေရဝိယုံကိုခြုံထားတဲ့လူတယောက်ကျုပ်ကိုလာခေါ်ရမှုခေါ်ဆောင်ရအောင်လိုက်ခဲ့လိုက်တယ်ကိုဖိုးတေကိုတော့အခန်းထဲမှာထားပြီးတော့ကျွတ်ကျွတ်ပြင်ဆင်ထားတဲ့အရာတွေမှာလိုအပ်ချက်မရှိအောင်ထက်ခါထက်ခါစစ်ဆေးခိုင်းခဲ့တယ် ကျုပ်ရှိရလူဟာအခန်းတစ်ခုရဲ့ရှေ့မှာရှက်လိုက်ပြီးတကားဖွင့်ပြတာမှဝင်သွားလိုက်တယ်။အတွင်းထဲမှာအနီရောင်ပေါ်ပါးစတွေကထားတဲ့နေရာတစ်ခုမြင်လဲရတယ်။ကောင်းလေးရောက်ပြီလားအတွင်းဘက်စီဝင်ခဲ့လေကွာ။ပါးလွာတဲ့အနီရောင်ပေါ်ပါးစရဲ့နောက်ကိုဝင်သွားလိုက်တော့အမြင်အားဖြင့်သုံးပေကျော်လောက်ပဲရှိမဲရုပ်ထုလေးရဲ့ရှေ့မှာကျုံကျုံလေးထိုင်နေကြတဲ့ခိုင်းကောင်းဆောင်သုံးယောက်ကိုတွေ့လိုက်ရတယ်။ကျုပ်လည်းသူတို့ဘေးကနေဝင်ထိုင်လိုက်ရင်းနဲ့နှုတ်ဆက်နေခဲ့လိုက်တယ်။ဒီဟုတ်တူကကဝင်းဒီကရဲ့အမတ်သားဖြစ်တဲ့ကဝင်းဒီရုပ်ထုပေါ့ မလက်ပြန်ကောင်းလေးလုပ်မယ့်အကြံစီတွေအားလုံးအဆင်ပြေချောမွေ့နေအောင်ဒီမှာလာပြီးတော့ဆူတောင်းပေးနေကြလေကောင်းလေးရဲ့လက်ကိုရှေ့ကိုဆန့်ထုတ်ပြီးတော့လက်ဝါးဖြန့်ထားပါဘာရဲ့ကြောင့်မှန်းတော့မသိဘူးသူတို့တွေပြောတဲ့အတိုင်းကျုပ်ရဲ့ခန္ဓာကိုယ်ကြီးကလိုက်ပါစင်းမျောနေမိတာလက်ဝါးကိုဖြန့်ထားလိုက်ပြီးခနာကြမှာကျုပ်ရဲ့လက်ဝါးတွေပူလောင်လာတဲ့ထံခံစားလိုက်ရတယ်အပူတန်းတဖြည်းဖြည်းနဲ့ပြင်းလာတာမို့ကျုပ်လက်တွေအောင်တုံလာတယ်လို့ပဲလက်ဝါးပေါ်ကအပူတန်းကိုအန်ကျိတ်ပြီးတောက်ခံထားရတယ်ချွေးသီးချွေးပေါက်တွေကလည်းကျုပ်တို့ကလုံးစူရွှဲလို့ပေါ့ ကျောင်းရဲ့လဝါပေါ်မှာပူနေတဲ့အရာကြီးပြောက်သွားတော့လက်သေးကိုကြက်ကြက်ပေါင်းဆုပ်ထားမိတယ်။ကောင်းလေမင်းရဲ့ပညာစင်တွေကအန်အော်ပီးရင်အန်အော်ရရနော်။အခုချိန်မှာကဝေနီဂိုင်းရဲ့အစစ်မြစ်ပညာရဲ့တွေမင်းတက်မြောက်သွားပြီ။စောနာကမင်းကိုပေးလိုက်တာဟာကဝေနီဂိုင်းရဲ့ခေါင်းဆောင်တွေသာတက်မြောက်ခွင့်ရှိတဲ့ပညာရဲ့တွေဖြစ်တယ်။ခိုင်ခေါင်းဆောင်အဖြစ်မနေချင်တာကိုသိပေမဲ့အခုပေးလိုက်မယ့်အရာတွေကိုတော့လက်ဆောင်ဖြစ်နေလက်ခံပေးစေချင်တယ်။နောက်ပြီးတော့ဒါကငါကိုရိုင်းစီမံထားတဲ့ဂတိပါမှဝေးရုံ။ညကောင်းလေဒါကကဝေနီစေးတော်ကြီး ကဝင်းဒီခံကောင်းဆောင်တုံးကကျောက်ရက်လက်ထဲလက်ဆောင်ပစ္စည်းတွေထည့်ပေးနေကြတယ်။ညင်းလို့လည်းမရတာမို့အကောင်လုံးကိုလက်ခံပြီးကုပ်ဖိုးတွေရှိရအခန်းစီပြန်လာခဲ့တယ်။ကျောက်ပြောင်းတော့တပည့်ကျော်ရအိတ်တောင်ပြောနေပြီ။ကုပ်ဖိုးတွေထားတော့လေကျောက်တို့ငကနဲ့ကဝေခိုင်းရှိရစီသွားရတော့မယ်။ကျောက်အိတ်ချင်သေးရဲ့ဆရာရဲ့ခဏလေးပဲဗျာနော်ဆရာ။ဟဲ့လူထားတော့ဗျာကျောက်တို့လောက်ခိုင်းတဲ့ကိစ္စမြ мян ပြီးတော့အောင်လုပ်ပြီးတော့နားလို့ရပါတယ်။ဆရာနေအောင်လေဆရာရဲ့ကျောက်ကိုဆောင်းလေဗျာ။အပြင်းထုတ်နေတဲ့ကုပ်ဖိုးတွေကိုရအောင်လုပ်ရသေးတယ်။ စိတ်မရှိအောင်နဲ့ပဲအိမ်မုံဆုံးမနဲ့ကိုကိုဖိုးတူမခေါ်ပဲကြောက်ကြောက်တဲ့အခန်းပြန်ထွက်လာခဲ့လိုက်တယ်။အဲ့တော့မှနောက်ကနေပြရပြရနဲ့လိုက်လာတာ။ကောင်လေးတို့ခရီးသွားဝတ်တဲ့အစင်းသိဖြစ်ကြပြီနဲ့တူတယ်။ဟုတ်တယ်ဗျ။ကျွတ်တို့အခုပဲသွားတော့မလို့။ဒါနဲ့ဗာမြမဆရာရှိသေးလို့လေ။ငါစားတော့မရှိတော့ပါဘူးကောင်လေးရဒီတိုင်းပဲလာနှုတ်ဆက်တာပါကောင်လေးအစွမ်းဆောင်ရုံမိသားပါဒါဆိုလည်းကျွတ်တို့ခွင့်ပြုံးပြဒီမှာရှိနေခိုင်အဲဝတ်ကြီးခဲ့တာတွေကိုလည်းကျေးဇူးတင်ပါတယ်ကျွတ်တို့ဒီနေရာကိုလာတော့မှစီးခဲ့တဲ့ဝေါ်ရင်ပေါ်တက်ခဲလိုက်ကြတယ် ဒီနေရာကိုစပြီးရောက်ခရေရကျင်းရတန်နေမကြားရပါဘူးလို့မှတ်နေရတကယ်တော့ဒီနေရာမြေကြီးအောက်တနေရာမှာရှိနေတယ်မြေအောက်မြို့တော်ကြီးပဲအစာအုပ်တွေအားလုံးကျော်လွန်လာတော့ကျွတ်တွတ်လိုက်ပါလာတဲ့ဘောရင်ကြီးကမြေကိုရီကြားထဲမှာတရွေ့ရွေ့နဲ့သွားနေတယ်မြေကိုရီရဲ့အစုံမှာအလင်းရောင်ပြပြမြင်နေရတာမို့မကြခင်ကျွတ်တွတ်ရီအပြင်လောကကြီးရဲ့ရောက်တော့မယ်ဆိုတော့သိလိုက်ရတယ်ကျုပ်ကျွတင်တွက်စားထားတယ်လို့ပဲအလင်းအောင်ရှိရနေအောင်ရောက်တော့ဝေါ်ရင်ကြီးကတုံငနေရက်သွားတော့မှကျွတ်တွတ်စရာတပဲဆင်းလိုက်ကြတယ် ကျွတ်တစီလာတဲ့ဝေါ်ရင်ကြီးကလည်းအဖြစ်ရောက်မြူကိုတူရေရာနေတဖြည်းဖြည်းနဲ့ဝင်ရောက်ပြောက်ွယ်သွားပြီအပပအခုမှပဲလေကောင်းလေတန်လေးတော့အကြီးရှူရတယ်ဒါနဲ့ကျွတ်တကဘဲကိုဆက်သွားကြမှာလဲဆရာအခုကျွတ်တကငကနက်ကဝေရီရဲ့ပိုင်နဲ့ထဲကိုရှောင်းနေပြီအဆဆရရသတိထားပါကျွတ်တော့ကကလိုက်ကင်တော့ကိုဖို့တီကျွတ်တရှိရာတပင်ကြီးရဲ့ကြားထဲကိုသတိကြီးကြီးနဲ့ဝင်လာခဲ့ကြတယ်တပင်ကြီးရဲ့အလုံးမှာကဝိနီခိုင်ခေါဆောင်တွေပြလိုက်တဲ့မြေပုံနဲ့အတိုင်းအစာအုပ်ပေါင်းများစွာကိုတွေ့လိုက်ရတယ် အဲ့ဒီစာအုပ်တွေကဇိုင်ဝန်ကြီးတခုအတွင်မှာကြကြနာနာကိုစောက်လုပ်ထားတာ။တာမန်လူတွေကတော့ဒီနေရာရောက်ဖို့အတွက်မလွယ်ကူနိုင်ဘူး။ဒီချက်ကိုအခွင့်ကောင်းယူပြီးတော့လူသူကင်းမဲ့တဲ့တောနယ်ကြီးထဲမှာရှိနေတဲ့ဂျိုင်ဝမ်ကြီးအတွင်မှာအဆောက်အဦတွေဆောက်ပြီးတော့ကျိန်းစာနဂါးရုပ်ထုကိုဝတ်ထားခဲ့ကြတဲ့ပုံပဲ။ကိုဖို့တီတခုခုတော့ထူးဆန်းနေပြီ။ကျွတ်တလာတော့တတိထားမိပုံမပေါ်သေးဘူးဆိုတော့ဘာများဖြစ်နေလို့လဲ။ကျွတ်လဲအဲ့ဒါကိုသင်္ကမကင်းဖြစ်နေအောင်ဆရာရဲ့။ကဲလာပြကျွတ်တအတွင်းမိုင်းတွေဝင်ကြည့်အောင်။ စီချထားတဲ့နေနမိတ်ထဲကိုကျွတ်တဆရာတပည့်ဝင်လာခဲ့တဲ့အချိန်မှာမှထူးခြားမှုတစုံတရာမရှိအောင်မို့ပုံရှုပ်ွယ်ရှုနေပဲရှေ့ကိုဆက်လျှောက်ခဲ့ကြတယ်။မြေပေါ်ကိုကြည့်လိုက်တော့မှတ်သားထားတဲ့လမ်းတွေအတိုင်းအစောင့်ချက်တွေကြော်ပြီးတော့ပင်မအစာကိုရှိရာစီဦးတည်ခဲ့တယ်။ကျေးဇာနဂါရုပ်ထုကြီးရှိရာအခရဲ့ရှိမှာအစောင့်ချက်တွေတော်တော်များတာပဲ။အဲဒီဆောင်တွေကိုဘလို့များကြော်လှော်ရမလဲစဉ်းစားနေတော့အေးဆက်တဲ့လက်တစ်ဖက်ကကျုပ်လက်ကိုလာထီရမှုနောက်ကိုကြည့်လိုက်တော့ကုဖိုးတရာတတိမိနေပြီးတော့ညနေဖို့အနေရဝတ်ထားတဲ့လူတယောက်တွေ့လိုက်ရတယ်။ မင်းမတူလဲမမှန်ပြောစမ်းအန်နီကိုချက်ချင်းတတိထားမိပြီးအဲ့လိုနောက်ကနေတိုင်းဖက်ပြီးတော့ချုံနောက်ထားလိုက်တယ်သက်ရှူလို့မရတော့ခမရတို့ကဝီနီခိုင်ကလှုပ်လိုက်တာမလားမျက်နှာဖုံးတဲ့လူကကဝီနီခိုင်ကလှုပ်လိုက်တာမလားလို့မိတော့မှချုပ်ထားတာနဲ့လှုပ်ပေးလိုက်တယ်မင်းကကဝီနီခိုင်ကလှုပ်ထားတဲ့သက်ရှူလားဟုတ်တယ်ကဝီနီခိုင်ကဒီရုပ်ထုအကြောင်းတင်ပြရလဲကျုပ်ပဲနဂနက်ကဝီခိုင်ရဲ့မြေပုံပေးခဲ့တာလဲကျုပ်ပဲဒါဆိုငါတပည့်ဘာလို့တတိမရလှုပ်လိုက်တာလဲဟေးဟိုနားကဘသူတွေလဲကွာ မိကုံးတွေနောက်မှာမေးတော့လာလာကျွန်တော်ကလိုက်ခဲ့ညနေဖုန်းတဲ့လူကိုမိကုံးတွေမေးနေတော့အဆောင်တွေရဲ့တယောက်ကကျုပ်တို့သတိထားမိသွားတာမို့အဲ့နေရာနေရှောင်ထွက်ခဲ့ရတယ်အခန်းတစ်ခုရဲ့ဝင်လိုက်ပြီးကျုပ်ထန်းခေါ်လာတဲ့ကိုဖိုးတူကရင်ပေါ်မှာတင်ထားလိုက်တယ်အခန်းထဲရောက်မှပဲညနေဖုန်းတဲ့လူကညနေဖုန်းအောက်ကသူ့မျက်နှာကိုပြတော့တယ်မင်းကမိန်းကလေးလားဟုတ်တယ်လေကျုပ်ကမိန်းကလေးပဲဦးဆောင်းလာခမရတပည့်ကကျုပ်ကိုမြင်တော့အော်ရောမလို့လောက်တာမို့သတိမေးသွားလှုပ်လိုက်တာမကြခင်သတိပြန်ရလာမှာပါ ိုလေးဦးစောနာငါမင်းကိုချက်ထားမိတဲ့အတွက်တောင်းပန်ပါတယ်။ရပါတယ်ကိစ္စမရှိပါဘူး။အခုခင်ဗျားတို့လည်းရောက်လာပြီဆိုတော့ဘယ်တော့လုပ်ငန်းစမလဲ။ဖြစ်နိုင်ရင်တော့ဒီညပဲအပြေးလုပ်ချင်တယ်။မင်းငါတို့ကိုကြီးပေးနိုင်မလား။ကျုပ်တကအပန်းမကြည့်ပါဘူး။မြင်မြန်လုပ်ပြီးသွားတော့လေတမျိုးစိတ်အေးရပါပဲမလား။အာဟာဆရာကျုပ်ကဒီလိုဘလို့ရှ်တော်တော်ပြောပါကိုဖို့တရားကျုပ်ရှင်းပြမယ်။ ျုံနဲ့အမည်မသိတဲ့မိန်းကလေးကိုစကားပြောနေတော့မှတတိပြန်လဲလာတဲ့ကိုဖိုတေကိုစကားအချိန်မအောင်မပြောမပြောတားလိုက်ပြီးတော့အခြေအနေတွေရှင်းပြရတော့တယ်။အော်ဒီလိုလားမင်းဟာမိန်းကလေးသာပြောရဲတော်တော်လက်တံပြောင်းတာပဲနော်။ငါလိုလူတော်မှတတိမြအောင်ရှိုက်နိုင်နေဆိုတော့မင်းလည်းတာမန်လိုတော့မဖြစ်နိုင်ဘူးပဲ။ကျကတာမလူမဟုတ်လေငကနက်ကဝေခိုင်ရဲ့ခေါင်းဆောင်နေအောင်စက်ခံမဲ့အခုလက်ရှိခိုင်ခေါင်းဆောင်ရဲ့တူရီတော်သမီးဒေဝီတဲ့ဘာဟမ်ဘလို့ရဲ့ နေစမ်းမအောင်မင်းကခိုင်ကောင်းဆောင်ရဲ့တမီးဖြစ်ပြီးတော့ဘာလို့မင်းတို့ခိုင်ရပစ္စည်းဖျက်ဆီးကျင်နေရလဲဒါကတော့ခယူချက်ချင်းကွာရာနေမှာပေါ့ကျောက်ဖေနဲ့ကျောက်ကတစ်ဆက်ကလေးမှတောင်တူညီတာမရှိဘူးသူကအဲ့ဒီရုပ်ထုကိုသုံးပြီးတော့ငွေရှာကျင်နေအာနာရီအစွမ်းနေရကျင်နေကျောက်ကသူအဲ့လိုလုံးမအောင်နည်းနည်းလေးမှသဘောမကျဘူးကျုပ်မေတည်ခဲ့ရလေဒေးရဲ့အတ္တတွေကြောင့်ပဲအဲ့အတွက်ကျုပ်ကသူ့မျက်နှုံးတံမိုးထားတဲ့အဲ့ဒီရုပ်ထုကိုကဝီနီခံရလူတွေနဲ့ပေါင်းပြီးတော့ဖြည့်ဆည်းပြစ်ချင်တယ်ခင်ဗျားတို့သိချင်တဲ့အဖြစ်ကတော့အဲ့ဒါပဲ မင်းစိတ်တက်ကိုတော့လေးစားသွားပြီအရုတ်ဆရာတပည့်ကလည်းမင်းဖြစ်ချင်တာအစွမ်းကုန်ကူညီမယ်ကွာဒါဆိုဒီညကျွတ်တို့လုပ်ငန်းစကြမယ်အဲဒီရုတ်ထုရှိရာခန်းလေးကိုခိုင်ခေါင်းဆောင်ကလွှဲလို့ဘသူမှဝင်ခွင့်မရှိဘူးဆိုတာလည်းသိခဲ့ရတယ်ဒါဆိုရင်ကျွတ်တို့တွေအဲ့ခန်းလေးကိုဘယ်လိုမျိုးဝင်မလဲသခင်မလေးဒီခန်းနဲ့ဝင်လို့မရဘူးလေနောက်တက်မဲ့ခေါင်းဆောင်ခလကစံလှုပ်ချင်တာလားအဖေကပစ္စည်းတစ်ခုယူခိုင်းလို့လာယူတာအခုချက်ချင်းတကားဖွင့်ပြီဒေဝီရဲ့စကားကိုမလို့ဆန်နိုင်တဲ့အဆောင်တွေအခန်းတကားကိုဖွင့်ပေးကြတယ်ခုနကောင်ကဘယ်ဝင်ချင်တာလဲပြင်မာနေခဲ့လေ တရားမဲ့ပစ္စည်းရလေးလို့သူတို့ငါခေါ်လာလေဘာဖြစ်လို့လဲဘာမှဖြစ်ပါဘူးတခင်မလေးဘာမှဖြစ်ပါဘူးဝင်ပါဝင်ပါအခန်းထဲကတရားမဲ့ပစ္စည်းကိုပဲကုသဲနော်ကျွန်내ပစ္စည်းတခုမှမထင်နဲ့ကြာလာဟုတ်နကဟုတ်ကဲ့ကြားပါတယ်တတို့ဆရာတပည့်နှစ်ယောက်ဒေဝရဲ့အကူအညီနဲ့ကျိန်းစာနဂါရုပ်ထုရှိရာခန်းထဲရောက်လာခဲ့ကြတယ်ဟူးဆရာရေစောနာကောင်လေးကျုပ်နေရင်းနေကြီးရိုက်ဖြစ်နေတာလက်ကိုရှားနေရပဲထားလိုက်စမ်းမကူဖို့တရားအရေးမဟုတ်တော့အရေးလုံးနေစမ်းမနဲ့တတို့ရဲ့အဓိကရွယ်ချက်ပြည့်သွားဖို့ပဲမလား အခန်းထဲကိုရောက်တော့ကျွတ်တွမျက်နာတွေအုပ်ထားတဲ့အနဲ့ရမျက်နှာဖုံးတွေဖယ်ရှားလိုက်ပြီးစိတ်စားနှကားရုပ်ထုကိုရှာရတော့တယ်တွေ့ပြီဟိုမှာမြင်လားခမားဖြက်စီးပြရမှာအဲ့ရုပ်ထုပဲမြမြဖြက်စီးလိုက်တော့ဒေဝီညွန်ပြရောက်ကြည့်လိုက်တော့လူအယိုးစုပုံကြီးအထက်မှာသူ့လိုလိုလေးပေါ်မြောက်ကျနေတဲ့နှကားရုပ်ထုကြီးတစ်ခုတွေ့လိုက်ရတယ်အဲ့ဒီအယိုးစုပုံကြီးရဲ့ပတ်လည်မှာလေအကာယံစီတွေကချထားသေးတာခုဖို့တိအဲ့ဒီအယိုးစုပုံကြီးရဲ့ပတ်လည်ကအကာယံစီတွေကိုဖောက်ပြီးဝင်ပေးနိုင်မလားဖြစ်စရာမဲဆာခဏလေးစား ကုဖိုးတရားရှေ့ကိုတိုးသွားပြီးတော့အာလာဝကမန်သွင်းပြရနဲ့အကာယံစီတွေတစ်ခုချင်းစီရိုက်ချိုးရတယ်။တဖြောင်းဖြောင်းတအုံနဲ့ထက်ဆင့်ပောက်ကွဲတန်းကြီးတွေနဲ့အတူမြေကြီးတွေပါတုံခါနေရမှုဒေဝီရဲ့ဘေးငကနက်ကဝေခိုင်ကောင်းဆောင်တတိထားမိသွားပြီးကျွတ်တို့ရှိရခန်းနဲ့ရောက်ချလာတယ်။ဟမ်တမီးမိုက်နေအတော်မှမိုက်လုံးကြည့်လာပါလား။နေ့ကလည်းအရှင်မထားနေ့မရှိရသေးပါဘူးသားလိုက်သွားပြီးတော့တစ်ဖက်မှာစေစာနဂါးရုပ်ထုကိုဖျက်ဆီးဖို့လမ်းဖောက်နေတဲ့ကုဖိုးတီး တခြားတစ်ဖက်မှာလည်းအဖေနဲ့သမီးတို့ရဲ့ပညာပြိုင်တဲ့ပွဲကြီးကျုပ်ဘယ်ဘက်ကိုကူပေးရမလဲမသိတော့ခင်ဗျဘာရက်လောက်နေရလဲလွတ်ဆန်ရှာမြင်မြန်လောက်လေဒီဘက်ကိုကျုပ်ထိန်းထားနိုင်တယ်ဂျေဝီရဲ့စကားတန်းကြောင့်ကိုဖိုးတေရှီယာဘက်ကိုပြေးသွားလိုက်ပြီးကျုပ်ရဲ့ပညာဆက်တွေအကုန်လုံးညာဘက်လက်ထဲမှာစူပီယာနဲ့လက်သီးကိုတင်ကြစွာဆုပ်ထားလိုက်တယ်နောက်ဆုံးကာယန်စီကိုဖောက်လို့မရဖြစ်နေတဲ့ကိုဖိုးတေရဲ့ဘေးကနေအားနဲ့ထိုးချလိုက်တော့မှန်တချက်လက်သီးနဲ့ထိုးခွဲလိုက်တယ်လို့ခွန်းကနေကွဲသွားတယ်မလုံနဲ့ဟဲ့ကောင်ရွှတ်လိုက်စမ်းဖျောက်ရွှတ်စမ်းရွှတ်စမ်း နောက်ကနေအသက်ကအော်ဟစ်ပီးတားနေတဲ့ဒေဝီရဲ့ဖခင်အသက်အတိုင်းသားကြားနေရတယ်။ညာတန်ပေးကခုံပြီးတော့လေပေါ်မှာရှိနေတဲ့ကျိစာငကားရုပ်ထုကြီးကိုအားနဲ့ထိုးထည့်လိုက်တော့အကြောင်းရလေးတစ်ခုပဲထင်သွားတယ်။အဲ့နောက်တော့ကျုပ်လည်းအောက်ကလူရိုးစုပုံကြီးတဲ့ခွေးကြဝကြကြသွားတယ်။မင်းကအတော်ရှည်ရတဲ့ကောင်ပဲကွာ။မင်းလိုအစင်မရှိတဲ့ကောင်ကကျိစာငကားရုပ်ထုကိုဖျက်ဆီးနိုင်မလဲလား။ဆရာအစင်ပြေးရလားထားအောင်ထားနိုင်ရင်လား။ရတဲ့ကဘိုးတွေကျုပ်ဘာမှမဖြစ်ဘူး။ကျုပ်တို့စူးစမ်းခဲ့ရတဲ့လက်ကားဖြစ်တိုင်းလားကဘိုးတွေရ။ ဘာမှမဖြစ်ဘူးလို့ဒါပါဇက်ပြောနေပေမဲ့တကယ်ကကျုပ်ထကိုမထနိုင်တော့တာကိုဖိုးတေကိုမိထားရင်လည်းကျုပ်တို့ဆက်တွေမထီအောင်ကာပေးထားတဲ့ဒေဝီတယောက်ကျုပ်တို့ရှီယာဘက်ကိုလှည့်ပြီးငိုယိုပြီးထိုင်ချလိုက်တော့ဝေဝါးနေတဲ့မျက်လုံးတွေနဲ့ကြည့်နေမိတယ်ဒေဝီရဲ့နောက်မှာဂျိနတ်အာယာစွာရှီမောနေရဲ့ငကနဲ့ကဝေကန်ခေါင်းဆောင်လည်းရှိနေချက်ချင်းဆိုသလိုပျော်ရွှင်နေပုံပေါက်တဲ့ခိုင်းကောင်းဆိုင်ရဲ့မျက်နှာမှာစိုးရိမ်ပူပန်စိတ်တွေဖြစ်လာတာလည်းမြင်လိုက်ရတယ်အသေးအတန်ကျုပ်တို့ရှီယာစီပြေးလာနေတဲ့ခိုင်းကောင်းဆောင်သမီးဖြစ်သူတို့တော့မှမထုပေးနိုင်တော့ဘူး တဝုံဝုံတအုံနဲ့စူးရှတဲ့အလင်းနှံတွေနဲ့အတူကျဲလောင်တဲ့ပေါက်ကွဲတန်းကြီးကြားလိုက်ရပြီးတဲ့နောက်မှာတော့မြင့်မြင့်သမျှဟာအဖျောက်နေကြီးဖြစ်ပြီးလောကကြီးနဲ့အဆက်အသွယ်ပြတ်တောက်သွားပါရောင်းဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလန်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနေတတ်လိမ့်မယ်လို့မျှလင့်မိပါတယ်နောက်ရတီမှာလေးကြန့်ရှိနေသေးတဲ့ပိုင်းဆက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးတော့မှဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နှားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော် နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်အူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရရှင်